မြမအစတကောင်းကားဆိုတဲ့ဆိုယိုးနာခွေရတမိုင်းခွေဝတ်မှုများမြမအစတကောင်းကားဆိုတဲ့ဆိုယိုးစကားတွေကိုလူတိုင်းကြားဘူးကြပါမယ်လို့တကောင်းဘလို့ဖြစ်လာတယ်ဆိုတဲ့အရေးကြီးတဲ့တမိုင်းဆိုင်ရာအကြောင်းအရာကိုတော့သိရှိတဲ့သူနဲ့ပါလာပါတယ်တကောင်းသာမရှိခဲ့ဘူးဆိုရင်မြန်မာနိုင်ငံရဲ့ဖြစ်တည်မှုတစ်ခုလုံးဟာမေကုံထုတ်စရာကောင်းနေပြီမြန်မာမျိုးပေါ်မှာရှိနေတဲ့ဒိုင်းရင်းသားတွေဘသူတွေလဲဘယ်ရောက်လာကြလဲဒလို့ဆိုရာတွေပါထပ်ဆင့်တွေးတောစရာဖြစ်လို့နေပါတယ် ဒါကြောင့်ဒီကနေ့ရွှေဘို channel video မှာဆိုရင်တော့တကောင်းဘလို့ဖြစ်လာတယ်လဲဆိုတဲ့အကြောင်းအရာတွေကိုနာမည်ပေါ်ပေါက်လာပုံအကြောင်းအရာတွေကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်။မန္တလေးကနေအေရရီမြစ်ကိုစံတက်မယ်ဆိုရင်128မိုင်กว่าမှာတကောင်းမျိုးရှိပါတယ်။တကောင်းမျိုးဟာစီပင်တာယာမှုစီးပွားရေးကောင်းမွန်မှုတွေကြောင့်နာမည်ကျော်တာမဟုတ်ဘဲနဲ့မြမအစားတကောင်းကဆိုတဲ့ဆိုယိုးစကားနဲ့မြမသမိုင်းရဲ့အစားတွေကိုကိုးစားပြုတဲ့အတွက်နာမည်ကြီးခဲ့တာဖြစ်ပါတယ်။ မန်နန်းရာဆွေနော်ကြီးအရာဆွေနော်တကောင်းကိုဂရမမြတ်စွာဘုရားလက်ထက်ခရေကတာကီရအနယ်ဖြစ်တဲ့အဘိရာဇာမင်းကစတင်တည်ထောင်ခဲ့တယ်လို့ဆိုထားပါတယ်။တကောင်းရဲ့မြို့ရိုးဟောင်းတွေနဲ့ဇေဒီဟောင်းတွေရွှေစည်းကုံနဲ့ဘောင်းတော်ကြာဇေဒီတွေဟာဆိုရင်ဒီထွတ်ဆိုချက်တွေကိုတတ်သိခံလို့နေပါတယ်။အဘိရာဇာမင်းကနေစတင်ခဲ့တဲ့တကောင်းမင်းဆက်ဟာ33ဆန်းမြောက်ဘိန်းနဂါမဲလက်ထက်မှာတရုတ်တွေရဲ့နှောက်ရှက်မှုကြောင့်ပထမအကြိမ်ပြည့်စည်ခဲ့ရပါတယ်။ ဒလိုပြိုလဲမှုဟာဆိုရင်တော့တကောင်းရဲ့တမိုင်းမှာအမဲစက်တစ်ခုဖြစ်ခဲ့ပေမယ့်လုံးဝပြောက်ွယ်သွားခဲ့ရတော့မဟုတ်ခဲ့ပါဘူးအရိခေကာလမြမမေပေါ်မှာပြူတက်ကန်းရံမုံစတဲ့လူမျိုးတွေနေထိုင်ခဲ့ကြရလို့တမိုင်းဆရာတွေကယူဆပါရယ်နောက်ပိုင်းမှာဒဇရာဇာမင်းကဒုတိယကြိမ်ပြန်လဲထူထောင်ခဲ့ပြီးဘိန်းနဂါမင်းရဲ့မိဖုရားနာဂစိန်နဲ့လက်ထပ်ခဲ့တာပါဒလိုနဲ့တကောင်းဟာမင်းပေါင်း90ထိစိုးစံခဲ့ပူတယ်လို့တမိုင်းကဆိုထားပါရယ် အဲ့ဒီနောက်ပိုင်းမှာအဘိယာစာမင်းရဲ့တားတော်ကြီးကံယာစာကြီးဟာနန်းစက်ကိုဆွန့်ခွာပြီးတော့အီယာရီမြစ်ကနေချင်းတွင်းမြစ်ကိုဆန်တက်ပြီးရခိုင်ပြည်မှာတညောင်ရီမြို့ကိုတည်ထောင်ခဲ့ပါတယ်။တမိုင်းစရာရီကတော့ကံယာစာကြီးကိုရခိုင်ပြည်ရဲ့ဘိုးဘေးအစားလို့သတ်မှတ်ခံခဲ့ကြပြီးရခိုင်ပြည်သူတွေရဲ့တမိုင်းမှာလည်းအရေးပါတဲ့နေရာကနေပါဝင်ခဲ့တဲ့သူဖြစ်ပါတယ်။တကောင်းမြို့ကိုခေလိုက်အညီနာမှာအမျိုးမျိုးခေါ်ပေါ်ခဲ့ကြတာပါ။ကကုတ်တန်ဖျားလက်ထက်မှာတန်တရာပူရကောနာကုံဖျားလက်ထက်မှာရထပူရ ကတဘဖျားလက်ထက်မှာတင်တွဲလို့ခေါ်ပေါ်ခဲ့ကြပြီးဂရမဖျားရှင်လက်ထက်ကြတော့မှတာတကောင်းလို့ခေါ်တွင်ခဲ့တယ်လို့မှန်တဲ့ရသဝင်ကြီးကဖော်ပြထားပါတယ်။တရုတ်တွေကတော့တကောင်းကိုတိုက်ကုံးလို့ခေါ်ကြပြီးရှမ်းပါသာနဲ့ဆိုရင်တော့တာကောင်းဆိုပြီးကုံပြစည်းတွေစုပုံရာကရိုးစိလို့အဓိပ္ပာယ်ရတယ်လို့အဆိုရှိပါတယ်။ဒါဟာဆိုရင်တော့ရှေးခေတ်ကလေးကတကောင်းဟာကုံသွေးရေးအတွက်အချက်ချကြတဲ့မျိုးတစ်မျိုးဖြစ်ခဲ့တယ်ဆိုတာပြသလို့နေတာပါပဲ။ ကုံသွေးရေးမျိုးတော်ဖြစ်တဲ့အတွက်လေရေကြီးရမျက်နှာရဖြစ်တဲ့တကောင်းကိုနေပေါင်းဆောင်ကလူမျိုးပေါင်းဆောင်ပါစတင်အခြေချနေထိုင်ခဲ့ကြတာပါနေကာလာကြာရှည်လာတဲ့အခါမှာတော့ဒိုင်းဟိတာအစိုးဝေးကြီးရဲ့လို့ပေါ်ပေါက်ခဲ့ပါတော့တယ်တကောင်းကပကံခင်မာတော်အနှွေထားမင်းတီထောင်ခဲ့တဲ့နေသားမျိုး53မျိုးတွေကတမျိုးဖြစ်နေပါဝင်ခဲ့ပါတယ်အဲဒီခေတ်ကရန်သူတွေကိုကာကွယ်ဖို့အတွက်နန်နမိတ်တွေကိုတိတ်ချာခွဲကြပြီးနေသားမျိုးတွေတိစောက်ခဲ့ရတာဟာတကောင်းရဲ့မဟာဗျူဟာမြောက်အရေးပါပုံတွေကိုပြသနေတာပါပဲ ဒါကြောင့်မြမအစတကောင်းကဆိုတဲ့စကားဟာတမိုင်းထဲမှာကြားရုံနဲ့မဟုတ်ဘဲနဲ့တီရှိမှုတွေနဲ့ပြောင်းလဲမှုတွေကိုပါညဝါထန်ထန်တွေ့မြင်ရတဲ့တမိုင်းမွေနဲ့ဖြစ်လို့နေပါတယ်။တကောင်းမျိုးဟာလည်းဒီကနေ့တိုင်ခိုင်ခိုင်မာမာရှိနေသေးပြီးမြေသားမှတ်တမ်းမျိုးဖြစ်နေကြံရှိလို့နေပါတယ်ရှင်။ဒီကနေ့ရရှိဖို့ခြံတော်ကနေကြောင်နဲ့နှုတ်ဆက်ခွင့်ပြုပါအသေးသေးသောစိတ်ဝင်စားဝယ်တမိုင်းเจ้าရိုင်းနဲ့ပြန်လာခဲ့ပါမယ်ရှင်။